မြန်မာပြည်ကောင်းကြီးဖြစ်မယ်နေကျွန်တော်ရဲရဲပြောရဲတယ်ကျွန်တော်ဝิญဉ်ဖခင်အဲ့မြူပြန်နေပြီးကောင်းကြီးပေးပြီးတော့ခွလွတ်တယ်ကောင်းကြီးဖြစ်ပါစေ God bless မြန်မာလို့သူပြောတဲ့နေ့အဲ့နိုင်ငံမှာအပြောင်းလဲဖြစ်လိမ့်မယ်ကြည်ကိုကြည်နေကျွန်တော်တခါတော့ဖျားသခင်ကိုမေးတယ်ကိုရောမြန်မာပြည်ကောင်းကြီးဖြစ်ဖို့ကျွန်တော်ဘယ်လိုဆက်ဆူတောင်းရမလဲ မပြီးကောင်းကြီးဖြစ်ဖို့ကျွန်တော်ဘာလုပ်ရမလဲကိုရောလို့ကျွန်တော်သူ့ကိုဒူးထောက်ပြီးတော့မေးတဲ့အခါမှာဘုရားသခင်ကပြောသလား Man of God တယောက်ကပြန်ချင်နေပြီးတော့ဆူတောင်းပြီးမှမြမပြီးကြီးပြန်ကောင်းကြီးဖြစ်မယ်ဘာတူလဲဆိုတော့မင်းရဲ့ဝิญဉ်ဖခင်ပဲ ျွန်တော်ဆရာစီဥစားပို့ပြီးတယ်ဆရာမြဝရီလောက်ဖြစ်ဖြစ်မယ်ဆိုင်လောက်ဖြစ်ဖြစ်ဆရာဒီဘက်ကန်းလေးကူးလာပြီးတော့ဒီလိုလေးနင်းပြီးတော့ဆူတောင်းပေးပါလားတကယ်မြမပြည်ရအရှင်းအကြဆင်းသွားပြီကျွန်တော်ဒီအကြောင်းပြောဝိုင်းဆဲမဲ့သူရှိရဒါမဲ့ကျွန်တော်ပြောမှာပဲမြမပြည်ကဘာကြောင့်သွေးချောင်းစီးတဲ့ချိန်ချင်းကနေမလွတ်သေးလဲသလား ရားသခင်ကြီးမားစွာအသုံးပြုတဲ့အမှုတော်ဆောင်တွေကိုအမြဲတမ်းထောင်ချလို့ဆရာကြီးရတဲ့ထောင်ထဲမှာစံစာပြန်လေးရတယ်မြမပြည့်အတွက်ကောင်းကြီးဖြစ်ဖို့နှုတ်ကပတ်တော်သေဆောင်လာတဲ့သူဆရာကြီးယူရတဲ့အောင်ပင်လေထောင်ထဲမှာစုံထိုးဆွဲပြီးတော့မိတ်ဆက်တယ် မြန်မာပြည်ကောင်းချီးဖြစ်ဖို့အေးဝကလေးတရင်စကားကိုတည်ဆောင်လာတဲ့ဖျားလူဆရာယူရတန်တို့လို့ဆရာကြီးယူရတန်တို့ထောင်သွင်းအချင်းချမတရားဆွတ်ဆွဲပြီးနှိမ့်ဆက်ခဲ့တဲ့ချင်းချင်းမြန်မာပြည်ပေါ်မှာရှိတယ်မြန်မာပြည်ဘရင်မင်းဆက်သွေးချောင်းမစင်းရင်တခါမှအတော်မတော်အဲ့ဒါပါလေဖျားလူတွေကိုမြင်ပန်းနှိမ့်ဆက် ထောင်သွင်းအချင်းချခဲ့တဲ့ခါစမြမပြေတခါမှဥမမို့လားဒါကျွန်တော်ဝဉ္ကြီးရစူးတော့ပဲပြောတာနိုင်ငံကြီးမပြောဒါနဲ့2017လောက်မှကျွန်တော်မမိပဲဆရာကြီးယူရတဲ့မိမိလားမိလားမသိဘူးမြမပြေကိုပြန်လာပြီးတော့ကောင်းချီးပေးသွားတယ် bless ပြန်လုပ်ပါတယ်ကျွန်တော်အဖိုးကို ပြင်မာစော်ကထောင်သွင်းချင်းချပြီးမဲ့လဲခွင့်လွတ်ပါတယ်ဆိုပြီးတော့2017လောက်မှာလာဆူတောင်းတော့2017မှာအပြောင်းလဲဖြစ်အောင်တွေ့တယ်2017မှာနိုင်ငံကြီးအခင်းချင်းတွေအကုန်အပြောင်းလဲဖြစ်လာဖယားလူတယောက်ကိုညင်ပန်းနှိပ်ဆက်ထောင်ချထားတဲ့ case ကမြန်မာပြည်ပေါ်မှာပထမတစ်ခေါက်လွတ်သွားပြီရောစနစ်ကနေစပြီးတော့73 74 76တက်လာတက်လာ 20မှာတစ်ခေါက်ထပ်လုပ်ပြကျွန်တော်ဝิญဉ်ဖခင်မို့လို့ကျွန်တော်ပြောတာမဟုတ်သူ့ဘုရားသုံးတာအားလုံးသိတယ်မတရားဆွဆွဲအချင်းချပလိုက်မဟုတ်မဟာပုံမှန်တွေတက်ပြီးညမာပြီဟာမိဘမဲ့ spirit ရှိတယ်ဆိုတာဝิญဉ်ကောင်းဆောင်ကို against လုပ်တဲ့ spirit ရှိတယ်ကြီးဆိုးတယ် 2020မှာသူ့ကိုထောင်ချလိုက်တယ်နော်2021မှာဘာဖြစ်လဲဒီနေ့ဒီသူကြောင့်စီတော့မယ်ဖယားလူကိုသွားမထိနဲ့သူ့ကိုထောင်ချတဲ့အဖွဲ့တွေအကုန်လုံးထောင်ထဲပြန်ဝင်သွားတယ်သိလားခင်ဗျားတို့အဲ့ပြောရင်စဲအောင်မယ်စဲပါစေပြောပါမယ်သူ့ကိုမတရားပုံမဲ့တက်ပြီးတော့ထောင်သွင်းလိုက်တဲ့အဖွဲ့တွေအားလုံးအသေးဆုံးနဲ့သေထောင်အကုန်ပြန်ချတယ်တိုင်းပြည်ကလုံးဝ ပြန်တောင်းသွားတယ်။ဟိုဘုရားသခင်သူ့လူနဲ့အမြဲတမ်းလှုပ်လှုပ်တယ်။အဲ့လူစပို့လှုပ်ရင်လှုပ်မလှုပ်ရင် against လုပ်မင်းတော့ခင်ဗျားမချောင်း။ဖယားလူကိုကောင်းကြီးပေးခင်ဗျာကောင်းကြီးခံစားရမယ်ဖယားလူကို against လုပ်ခင်ဗျာစင်းရဲမယ်မွဲတိမယ်သူကြောင့်စီးမယ်မြန်မာနိုင်ငံကိုပဲကြည့်ကျွန်တော်ဝิญဉ်ဖောက်ခင်မို့လို့ကျွန်တော်ပြောတာမဟုတ်ဘူး ဘုရားသုံးတဲ့ဘယ်လူကိုမဆိုသွားမလုံးနဲ့ဒါဆိုမြန်မာပြည်ကောင်းကြီးဖြစ်မဲ့နေ့ကျွန်တော်ရေးရေးပြောရင်းတယ်ကျွန်တော်ဝิญဉ်ဖခင်အဲ့မြူပြန်နေပြီးကောင်းကြီးပြီးပြီးတော့ခွင်လွတ်တယ်ကောင်းကြီးဖြစ်ပါစေ God bless မြန်မာလို့သူ ပြောတဲ့နေ့အဲ့နိုင်ငံမှာအပြောင်းလဲဖြစ်လိမ့်မယ်ကြည်ကုန်ကြည်နေမြန်မာနိုင်ငံရဲ့အပြောင်းလဲဖြစ်ဖို့ကဘုရားလူအားဖြင့်အပြောင်းလဲလို့